ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမရူရာဘေး channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့တောက်သားသားသမီးများကြိုတင်ချင်ဆောင်နိုင်ရန်အတွက်ဆရာကြီးစန်းစန်းနေဝန်မြမရူရာအထောက်အောင်ခင်းဆောင်မှာဟောကြားထားသောတောက်သားသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ16ရက်နေ့အထိ15ရက်စာကြံပြု ဟောဆောင်ကို ပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့ တောင်းဆိုပါရစေအစ်စ်တန်းတိုင်းတရားအောင်လဲဘိနာခေါလုံးလေးကိုလည်းနှိတ်ချပေးခဲ့ဖို့မမေ့နဲ့နော် တောက်ကြံသားသမီးများအတွေ့15ရက်စာဟောစတဲ့ယခုကာလအတွင်းမှာအပြင်လောကတွေလူကနဲ့အစဉ်ပြေအရာရောက်လင်ကစားနေမှာတော့လူဆိုးတဖွဲဖြစ်နေမယ်ကိုကြီးကိုရာကိစ္စထဲသူတော်ဘာတို့ရဲ့ကိစ္စရေးရာအဖျပြားအပေါ်အချိန်ပေးနေရမယ်လူမှုရေးကိစ္စမိတ်ဆွေအပေါင်းအသင်းကိစ္စတို့မှာနေမအားညမအားနဲ့ဆောင်ရွက်ရခြင်းအပေါ်မိသားစုမှာညှဉ်းနှင်းလာသည့်အထိဖြစ်လာမယ်ပုံမှန်လုပ်နေသောကိစ္စများအပေါ်စိတ်မဝင်စားဘဲနဲ့ရောက်တဲ့ရာရာစိတ်ရှိလက်ရှိလုပ်နေခြင်းကြောင့်တိုးတက်အောင်မြင်မှုများရတဲ့လော ော့မရသလိုဖြစ်နေမယ်။မရောက်ဘူးသောရက်ဒေသသို့သွားရောက်ရလိမ့်မယ်။ရောက်ရခင်းလာသောဇီရီပထိုးနှင့်ထူးခြားသောပုဂ္ဂိုလ်တို့ကိုတွေ့ကြုံရမယ်။အနေရောင်တစ်သားတစ်ခုလက်ဆောင်ရလိမ့်မယ်။အလွင်ကောင်းသောနမိတ်ဖြစ်ပါれ။မိတ်ဆွေအစ်တိုးပွားမယ်၊ရွှေဝင်ခင်းရှိတယ်။အခြေကံကောင်းမယ်၊ဝေးကွာနေသော သူများနဲ့ပြန်လည်ဆုံစည်းရမယ်။လူမျိုးသားများနဲ့ဆက်ဆံရေးပြည့်ပြည့်မယ်။နိုင်ငံရေးအခြားကိစ္စစီစဉ်ထားသူများလူရခီးရောက်မယ်။တောင်ရက်မှတရုတ်ကာပြားဆက်သူတို့နဲ့ပူပေါင်းပတ်သက်၍အလို့စည်းပွားများအောင်မြင်မယ်။ အလုံးစည်းဘွားအောင်မြင်မှုကို ကိုယ်တိုင်တွင်၎င်းမိသားစုတွင်၎င်းကြုံတွေ့ရမည်။နေရဲ့အနောက်တောင်ရက်တွင်ပျော်ပွဲရှင်ပွဲများရှိပါကအလွန်ကောင်းသောနမိတ်ဖြစ်ပါれ။အိရှိတို့ဒေဂီတာများကျေလောင်စွာ တိခတ်၍ကခုံသူတို့ခုဖြတ်တန်းသွားလာပါက ထိုနေ့မှစ၍ရပ်ပိုင်းအတွက်မှအိမ်တွင်လုပ်ငန်းမရှိသူလုပ်ငန်းရခြင်းအလုပ်ရှိသူများတိုးတက်ခြင်းနဲ့ကြုံရမယ်။ကြွေတောင်း၍ပြန်မရဖြစ်တတ်တဲ့ရတန်ထားသော လုပ်ငန်းတချို့ပြန်လည်လုပ်ကန်ရမယ်။ဖြစ်ပေါ်နေသောပြဿနာများကိုဘရူးနှင့်မွေးသူတူဦးနှင့် ပူးတွဲဖြေရှင်းနိုင်လိမ့်မယ်။နိုဝင်ဘာလ9ရက်10ရက်14ရက်18ရက်17ရက်နေ့များတွင်ဖြစ်ပေါ်နေသောအညံ့အနောက်ရှက်များဖြေရှင်းနိုင်မယ်။သူတို့ဘာနှင့်ရင်ဆိုင်၍အလိုဆန္ဒရှိသူတို့ကိုရှစ်တူးဆောင်ရွက်နိုင်မယ်။မူလအစည်းစင်းထားပြီးလ က်တွေဆောင်ရွက်မှုတွင်နှောင့်နှေးနေသောကိစ္စတို့ကိုအချိန်ယူ၍စနစ်တကျဆောင်ရွက်ခြင်းဖြင့်တိုးတက်အောင်မြင်မှုများရရှိလာမယ်။ရွှေရပစ္စည်းအရေးအသွေးအညံ့ထုတ်၍အရေးအသွေးကောင်းများပြန်ဝင်မယ်။ထိကန်ဆန်းနိုင်ပါれ။စနေနံပစ္စည်းကောင်းသောဝင်ကင်းရှိပါれ။နိုဝင်ဘာလ၈ရက်၊၉ရက်၊၁၁ရက်၊၁၅ရက်၊၁၆ရက်နေ့များတွင်ရန်ပရိပကများနဲ့ကြုံရမယ်။သူတစ်ပါးကြောင့်မိမိအေဂျင်စီများနှောင့်နှေးမယ်။လုံနေသောကိစ္စမှန်သမျှဖျို့ဖျဲတလွဲတချောနဲ့စိတ်နှောက်ရှင်းများလည်းရှိမယ်။အိမ်မှာရှိသော ောအသက်ရွယ်ကြီးသူတို့ကျမ်းမာရေးအညံ့ကြုံမာကမပေါ့တဲ့မှာမောင်းနေနေကြမဟုတ်သောရင်ကားဆိုင်ကယ်တို့ဟာဂျုံငင်မောင်းနေခြင်းမပြုတဲ့မှာလုပ်ငန်းမှာပြဿနာများကြုံတတ်တယ်လူယုံဒုက္ခပေးမယ်ရန်တိုက်ခိုက်များနဲ့တွေ့ရတတ်တယ်အရှိတော်ရက်မှရန်ပေါ်တတ်ပါတယ်နိုဝင်ဘာလ9ရက်6ရက်12ရက်13ရက်19ရက်နေ့များတွင်မြုံနေသောငွေများပြန်ပေါ်နိုင်မယ်အယောင်တိုင်းပစ္စည်းများဈေးကွက်တင်၍ဈေးကောင်းရအောင်ရောင်းချနိုင်မယ်ကာလအတန်ကြာဈေးကွက်ပြတ်နေသောကြာသာပတိနှင့်မြေပေးမ းမျိုးစုံတို့ဟာဈေးကွက်တင်၍ရောင်းချနိုင်မယ်။ပညာတတ်ကိုအသုံးချနိုင်မယ်။ပညာတတ်ကိုအသုံးချ၍တိုးတက်မှုများရရှိမယ်။ရဝေးနိုင်ငံခြားအတွင်းရောက်ရှိနေသူများထံမှကောင်းသောအထောက်အကူများရရှိမယ်။ဘရူးနန်ယင်းရွှေရည်များအဝင်တော်ပါれ။ခြေလေးချောင်းဝင်ခင်းရှိတယ်။အတိုက်ခံကြားမှာတိုးတက်ခြင်းများရှိမယ်။အကျိုးပေးသောအရာအစိမ်းရောင်မိခိုးရောင်အဝါရောင်နက်ပြားရောင်အပြာရင်ရောင်တို့သည်လက်ပွင့်ကံကောင်းစေသောအရာများဖြစ်၍မိမိအတွက်ရေးပါသောကိစ္စများဆောင်ရွက်သောအခါသုံးစွ ွဲဥဝဆန်တက်ပါတယ်။ကံကောင်းစေသောပန်းများမှာနေစီပန်းရောင်းဆောင်မေမျိုးပန်း၊လီလီပန်း၊ဒဇင်ပန်း၊တစ္ဆပန်းတို့သည်လက်ပွင့်ကံပွင့်စူတောင်းပြည့်ဓာပန်းများဖြစ်၍ဖျားပန်းကတ်လူ၍စူတောင်းပြည့်စေပါမယ်။နေလောက်ခမ်းများတွင်အလဆင်ပန်းဟုထိုးခြင်းဖြင့်အလကျက်သည်တိုးစေပါလိမ့်မယ်။ဒီကာလအတွင်းတရုတ်စကားပန်းဖျားမလူကောင်းမှာအကျိုးပေးသောခဏများမှာယခုကာလအတွင်းတောက်ကြနေမွေးသူအလုံးတို့သည်အတိတ်နမိတ်ထုရ၍သော၎င်းထူးခြားသောနမိတ်ရ၍ထီထူးသောအခါတွင်၎င်းညံခွင့်အသုံးချ၍ထီ ထို့ပါယခုကာလအတွင်းအချိုးဘေးကဏ္ဍများမှာ9.5ခုနှစ်ကဏ္ဍများဖြစ်ပါတယ်ရဲလေရလိန်မော်စီတလုံးကိုအခွင့်နွား၍လိန်မော်မွာများကိုအလျားလိုက်ပြောင်းသန်းစွာဖြင့်လင်မန်းတစ်ချက်ပေါ်မှာစီ၍တင်မှအခြားလိန်မော်စီတလုံးကိုအခွင့်မနွားပဲအလုံးလိုက်တင်မှထို့နောက်မြောက်ရက်ကိုမျက်နှာမူ၍လက်ဖက်အနှဲငယ်စားသုံးပြီးနောက်အမြင့်တင်ထားပါလုံလုံလျလျလက်ပွင့်ကလိုရာပြည့်စီပါလိမ့်မယ်တောက်ချာသားသမီးများလုံးကိုစိတ်နှပြံကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ ယ်။တောက်ကြသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ ကျေးဇူးတင်ပါတယ်မြမရိုးရပါရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများ အပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရပါရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်